အီမန်နျူအယ်ပီတီရဲ့ Moises Caicedo ပေါ်မှာပေးခဲ့တဲ့မှတ်ချက်စကားတစ်ခုကိုကျွန်တော်ကတော့လက်မခံပါဘူးကျွန်တော်နဲ့အမြင်ချင်းမတူပါဘူးကျွန်တော်ညီကိုတွေရောပီတီရဲ့စကားပေါ်မှာဘယ်လိုမြင်သလဲဆွေးနွေးသုံးသပ်ကြည့်အောင်ဗျ Minglawa Cookie Chelsea Fan Page ကနေအပြောင်းအလဲများအားလုံးကိုကြိုဆိုပါရစေ Emmanuel Pitis ဆိုတာကျွန်တော်တို့ Chelsea အသင်းရဲ့ကွင်းလယ်အဖြစ်ကစားသမားပဲထားပါတော့ဗျာအခု ပြောနေတဲ့ deep lying တနေရာမှာဆော့တဲ့ midfielder တယောက်ပဲ Chelsea တင်းရဲ့ကွင်းလယ်ရလဲအဲ့လိုမျိုးနဲ့ယူနဲ့ကစားသမားကောင်းတွေအများကြီးထွက်ခဲ့ဘူးတယ် Chelsea ကွင်းလယ်ဒီကျွန်တော်လလန်းမိတလို့ပြောမယ်ဆိုတကယ်ဆရာသမားတွေကြီးပဲပေါ်ခဲ့ဘူးတယ်ပေါ့နော်ဒီထဲမှာ Emmanuel Pitt လည်းတယောက်အပါဝင် ဖြစ်ပါတယ်ကျွန်တော်တို့ကတော့ Pitt ရဲ့ကစားပုံကစားပေါက်ကိုတေချာကြီးစိန်ပြင်းပြီးတော့ထိုင်မကြည့်ခဲ့ဘူးအခစ်ကာလာဘောလုံးမတော်ပွဲကြည့်ရဖို့ဆိုတာအရင်ခက်ခဲတယ်ဒီ Mourinho ခေတ် မတိုင်ခင်ပေါ့နော်ရိုမန်ခင်မတိုင်ခင်ချယ်ဆီပွဲကိုစမိခဲ့ဘူးတဲ့ဆိုရင်အဲ့လိုတဲကြီးမဲကြီးတော့တေချာကြည့်ခဲ့ရတဲ့ပွဲကနဲတယ်မရှိမဟုတ်ရှိတယ်ဒီထဲမှာပီတစ်တယောက်လည်းအပါဝင်ပေါ့နော်ဒါကပီတစ်ဆိုတာဘယ်လိုပုံကူမျိုးလဲမသိသေးတဲ့ညီကိုတွေအတွက်ကျွန်တော်ပြောပြတာပါပီတစ်ကချယ်ဆီမှာလည်းကစားခဲ့ဘူးတယ်အာစနယ်မှာလည်းကစားခဲ့ဘူးတယ်ကစားသမားတယောက်ဖြစ်ပါတယ်โอเคအဲ့တော့ကျွန်တော်ပီတစ်ဒီကာယ်ဆရိုကိုဘယ်လိုမှတ်ချက်ပေးသွားတယ်လဲ Moises Caicedo ကအန်ဂိုလိုကွန်တင်နဲ့ MacLeod လိုအဆင့်မျိုးရောက်နိုင်ပါတယ်တဲ့။အဲ့အမှားတွေကစလွဲပြီပေါ့နော်။ အန်ဂိုလိုကွန်တီနဲ့မက်ကလီလီတို့အစ်စ်မျိုးရောက်နိုင်တယ်လို့သူကမှတ်ချက်ပေးသွားတဲ့အတွက်ကြောင့်လက်ရှိလောတဲ့အချိန်မှာမရောက်သေးဘူးဆိုတော့သဘောတရားမျိုးတက်ရောက်တယ်ကျွန်တော်ကတော့အဲ့လိုမထင်ဘူးမက်ကလီလီနဲ့အန်ဂိုလိုကွန်တီ level ရောက်သွားပြီဒီအချိန်မှမမရောက်ဘူးဗျာဒီလောက်ကောင်းတဲ့ခြေစွမ်းပြနေကမှကွန်တီကိုမမီဘူးသိမလားမက်ကလီလီကိုမမီဘူးဆိုရင်တော့ဒါရမဟုတ်ဘူးလေဘောလုံးခေရေးစီးချောင်းကနည်းနည်းကွာခြားသွားပြီ မကလေးလေးခြေသေးကိုရောက်လာတဲ့အချိန်ကာလအသက်ကြီးနေပြီဗျအကောင်းဆုံးအသက်ရွယ်မဟုတ်တော့ဘူးဗျမကြည့်တော့အကောင်းဆုံးအသက်ရွယ်မဟုတ်တော့ဘူးတို့ရမယ်အဲ့ဒီခေတ်ကာလတုန်းကသူအသက်25ကစားသမားလောက်ဆိုရင်သူကလူငယ်ကစားသမားလောက်ပဲသူကသုံးသေးတာအဲ18 19တွေတိတ်ပြီးတော့အဲ့ခေတ်ကာလမှာကစားခွင့်ပါညာနဲကောင်းနဲလိမ့်မယ်ဗျအဲ့နောက်ပိုင်းမှာတဖြည်းဖြည်းချင်းစီအသက်ရွယ်ငယ်တဲ့ကစားသမားတွေကပေါ်တော့ခွင့်နေရာတွေကိုချင်းချောက်လာကြတယ်။ဘာညာဆိုတော့မကလေးလေးရဲ့ သူအသက်အရွယ်တန်းဒီရောက်เสียမလို့ကျွန်တော်ဆိုလိုတာအခုကြိုက်စိုးရှိနေတဲ့အသက်အရွယ်တန်းကသူ့အတွက်အကောင်းဆုံးချိန်ပဲသူ့ရဲ့ခြေသွန်းအမြင့်ဆုံးရောက်နေတဲ့အချိန်ပဲတက်တန်းတွေကရှေ့ကိုတဖြည်းဖြည်းတိုးတိုးလာတယ်ဆိုရဲသဘောကိုကျွန်တော်ကပြောပြတာအဲ့တော့မကလီလီ level မျိုးကိုတော့တေချာပေါက်ရောက်တယ်မက်ကလေးလေးရိုးဆိုတာကလည်းသူခိတုကာလာနာမည်ကြီးခဲ့တာကျွန်တော်နားလဲတယ်မက်ကလေးလေးကွန်စီကာအိုကွင်းလေအဖြတ်တီရီယယ်မက်ဒရီရဲ့ကွင်းလေပိုင်းမှာ ရေးလေကျန်းတာအဲ့ခေတ်ကလာကွန်စီကာအောင်နဲ့မကလေးလေးနှစ်ယောက်တွဲဆောတဲ့ပုံစံအရင်ကောင်းတာမကလေးလေးကအဲ့ဒီမာဒရစ်ပါတဲ့ကနာမည်ကြီးတာချယ်စီကဒါကောင်းမွန်တဲ့ခေါ်မှုတစ်ခုဖြစ်သွားတာအဲ့တော့မကလေးလေးရိုးကတော့သူကအဲ့နံပါတ်6တနေရာမှာပဲလုံးဝ defensive action ကိုရှယ်ပေးတာခြေတဲ့အရှိန်နဲ့ intercept တွေအရင်ကောင်းတယ်ဘောလုံးဆွဲပြေးလာရင်မကလေးလေးမှီုံမိတယ်အဲ့လောက်ထိကို defensive action တွေကိုအတိတ်အဆုံပေးနိုင်တဲ့ကစားသမားတစ်ယောက်အန်ဂိုလိုကွန်တီကြတော့နည်းနည်းထပ်ပုံပြောင်းတယ်ပေါ့နော်လုံအားနှုံးကိုအဓိကအားပြုပြီးဆော့ရတဲ့သူသူ့ကိုတွားကြည့်ကြည့်နေရာတုံးမှာရှိနေတယ်လိုက်ပြီးတော့ဟိုပြေးတည်ပြီးတောင်းလျှောက်ပြေးနေတယ်ဘောလုံးရှိနေတဲ့အချိန်ရောဘောလုံးမရှိတဲ့အချိန်ရောအန်ဂိုလိုကွန်တီကအကောင်းဆုံးပဲဆိုတော့ဒီကစားသမားတွေထက်ကိုက်စရိုကိုပိုကောင်းတယ်လို့ပြောတာတော့မဟုတ်ဘူးဒါပေမဲ့ကိုက်စရို level ကလည်းဒီကစားသမားတွေနဲ့မတိမ်မြင့်ပဲနောက်ဆုံးအန်ဂိုလိုကွန်တီကိုမမီသေးဘူးဆိုရင်တော့မက်ကလေးလင်နဲ့အန်ဂိုလိုကွန်တီကြားထဲမှာရောက်နေပြီ အဲ့ဒါကိုတော့ကျွန်တော်တို့နားလဲလက်ခံရလိမ့်မယ်အဲ့ဒါကြောင့်ဒါပိတ္တပြောသလိုမျိုးပေါ့နော်အဲ့ဒီအဆင့်ကိုရောက်နိုင်ပါတယ်ဆိုတဲ့စကားကိုကျွန်တော်ကလက်မခံဘူးလို့ပြောတာပါဟုတ်ကဲ့ကျွန်တော်ညီကိုရေအနေနဲ့ဘလုံးမွေးရေကစားခြင်းနဲ့ဆိုရင်စီနီယာတော့ချက်စီမှာမောင်ငါ6အိုင်ဘတ်ခွန်ရှိကို9ဒလုံးမစ်တိုကို member တဲ့ unit ဖြည့်အပူစုခြေနဲ့ယုံကြည်စွာစော့ကစားလို့ရတယ်အသေးသေးသိခြင်းနဲ့ဆိုရင်တော့ဘဘနံပါတ်39 893 180မှာဆက်သွယ်ဆုံးသက်မေးမြန်းလို့ရပါတယ်ခင်ဗျာ ။ Isaac ကိုတဲ့ Chelsea အသင်းမှာကံတော်ဝင်ကစားသမားကောင်းဖြစ်ပါတယ်လို့ကျွန်တော်ဆူတောင်းပေးလိုက်ပြရသည်။ "तू က Premier League ရဲ့အကောင်းဆုံးကွင်းလှည့်ကစားသမားတွေကတယောက်ပေါ့။ तू အနေနဲ့ Chelsea အသင်းမှာကံတော်ဝင်ကစားသမားတယောက်ဖြစ်ဖို့ဆိုရင် Premier League မှာ Champion ဖြစ်ဖို့နဲ့ Champion League မှာစွမ်းဆောင်ရည်ကောင်းပြသဖို့တော့လိုအပ်ပါတယ်။ဒီနေရာမှာတော့ဆွေးနွေးစရာအပိုင်းကနှစ်ပိုင်းကွဲတယ်ဗျ။ပိတိပြောထားတဲ့သဘောကစူပလားတွေရမှသာလျှင် ဒီပလီယာတယောက်ရဲ့အောင်မြင်မှုကလည်းမကြောက်တင်ခံနိုင်မယ်ပေါ့ဗျာရှင်မြင့်လီကြာတင့်မယ်ဆိုတဲ့သဘောမျိုးပြောတာပေါ့မှန်ပါတယ်100%အစကားကတော့လက်ခံတယ်ကစားသမားတိုင်းက pingo individual scale ကဘလောက်ပဲကောင်းကောင်းသူတို့ဘာဖလားတွေရခဲ့လဲဆိုတာမကြောက်တင်ခံနိုင်မှသာလျှင်ဘာလွန်တော်ဆိုတဲ့စုထဲမှာဝင်တာပါ အဲ့လိုစုဖလားတွေမရအောင်ဆိုတယောက်တည်းဘလောက်ပဲကောင်းမလို့စီအဆင်မပြေဘူးပေါ့နော်။ Okay ဒီတစ်ပိုင်းကတော့ B tip ပြောတာကျွန်တော်လက်ခံတယ်။တွေ့မယ် individual အပိုင်းကကြည့်မယ်။တဦးချင်းတယောက်ချင်းစွမ်းဆောင်ရည်ပိုင်းကကြည့်မယ်ဆိုရင်ကိုက်စရိုကတော့ champion league မှာလည်းအရန်ကောင်းတယ်။ premier league မှာလည်းအရန်ကောင်းတယ်ဆိုတော့ကျွန်တော်တေချာပေါက်ပြောရတယ်။လက်ရှိအချိန်နံပါတ်6နေရာမှာကစားနေတဲ့ကစားသမားတွေကိုလိုက်ကြည့်ကြည့်ပါ။ကိုက်စီရိုစတိုင်ကွဲထွက်နေတဲ့ကစားသမားညနေရှားတယ်ဗျာ။အခုချိန်ဇူဘီမန်နီနံပါတ်6မှာလည်းဆော့တယ်။အရန်ကောင်းတယ်။ ဒါမဲ့ဇူဘီမန်နီစော့တဲ့ပုံနဲ့ကိုင်ဆရိုစော့တဲ့ပုံမတူဘူးကိုင်ဆရိုကဘောကယ်ရီတိတ်လို့တယ်ဇူဘီမန်နီက vision နဲ့နဲ့အားကိုးတယ်ဒါမဲ့ defensive action ကကြတော့ကိုင်ဆရိုပိုကောင်းတယ်ဇူဘီမန်နီတို့ကြတော့ဘေးတက်တွေပြန်လဲတည်ပြီးတာကောင်းတယ်အဲ့တော့ပြောချင်တာနံပါတ်6နေရာမှာ ခစ်ပြိုင်ကစားသမားတွေနဲ့ကောင်းမွန်တဲ့ကစားသမားတွေကြီးပဲဆိုပေမဲ့ကိုက်စီရိုကလည်းသူ့အထာနဲ့သူပရီးမီးယားလိမှာအကောင်းဆုံးထွန်းတောက်နေတဲ့ကစားသမားတစ်ယောက်လို့တော့ထင်ပါတယ်။အဲဒါကြောင့်ကျွန်တော်အနှစ်ချုပ်ပြီးပြောချင်တာလက်ရှိချိန်ကမာဆက်ကိုက်စီရိုတို့အကောင်းဆုံး prime ပဲဒီထက်ပိုပြီးကောင်းလာဖို့ဆိုတာဘယ်လိုပြောမလဲ။ तू ကအကောင်းဆုံးအချိန်နေဖြစ်နေပြီဗျာ။ဒီထက်ပိုပြီးကောင်းလာရင်အတွေ့အကြုံပိုင်းပိုရင့်လာမဲ့သဘောမျိုးပဲရှိတယ်။ချန်ခိုင်မှုပိုင်းအရာပဲဖြစ်ဖြစ်ဘောလုံးစကေးပိုင်းအရာပဲဖြစ်ဖြစ်မခုမကက်ကစားနိုင်တဲ့အပိုင်းပဲအရာပဲဖြစ်ဖြစ်ကိုက်စီရိုဒီဘာမှအပြစ်ပြောစရာမလိုတဲ့ကစားသမားတစ်ယောက်ဖြစ်ပါတယ်။အဲဒါကြောင့် အဲကျွန်တော်ကတော့ပီတပြောတဲ့တချို့သောအကြောင်းအရာတွေလက်ခံတယ်ဆိုရင်မဲ့ကွန်တေနဲ့မကလေးလေး level မျိုးရောက်လာနိုင်တယ်ဆိုတာတော့လက်မခံနိုင်ဘူးအခုလက်ရှိအချိန်မှာအန်ဂိုလိုကွန်တေနဲ့မကလေးလေး level ကြားတဲ့ဟိုတော့တေချာပေါက်ရောက်နေနေပြီလို့ကျွန်တော်တယောက်တည်းယူဆချက်အရာသုံးသပ်မိပါတယ်ခင်ဗျကျွန်တော်ညီကိုတွေရောအန်ဂိုလိုကွန်တေနဲ့မကလေးလေးတို့ level မျိုးကိုင်စရိုရောက်လာပြီထင်သလားဒါတော့ကို့အမြင်နဲ့ကိုပေါ့နော်မှတ်ချက်ပေးသွားကြပါအောင်ခင်ဗျအခုတော့အားလုံးနှုတ်ဆက်ပြရသည်ကျေးဇူးများအိတ်တမားရေး